ိန္ဒိယနိုင်ငံကို၃ရက်ကြာရောက်ရှိနေတဲ့ထိုင်းနိုင်ငံသားဝန်ကြီးစီဟာဆတ်ဖွန်ကဲကယောက်ကအိန္ဒိယမြန်မာနိုင်ငံအရေးကိစ္စကိုအိန္ဒိယတာဝန်ရှိသူတွေနဲ့ဆွေးနွေးသွားမှာဖြစ်ကြောင်းပြောပါတယ်။ One issue which I think we have to discuss is the issue of the situation in Myanmar. Because both both of our countries share common border with Myanmar with India နဲ့ထိုင်းနှစ်နိုင်ငံစလုံးဟာမြန်မာရဲ့အင်းနီးချင်းတွေဖြစ်တာနဲ့အညီမြန်မာနိုင်ငံအတွက်မှာမတိမငြိမ်ဖြစ်နေတဲ့ကိစ္စတွေကိုဆွေးနွေးကြပါမယ်မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးတည်ငြိမ်မှုနဲ့စီးလုံးညီညွတ်မှုပြန်ရတာကိုမြင်လိုပါတယ်တစ်ဆက်ထက်မှာပဲတခြားမြန်မာအင်းနီးချင်းနိုင်ငံတွေဖြစ်တဲ့တရုတ်ဘင်္ဂလားဒေ့ရှ်တို့အပြင်အာဆီယံနိုင်ငံတွေအားလုံးအနီးကပူးပေါင်းဆောင်ရွက်ကြဖို့လိုပါတယ်မြန်မာအရေးမှာဒီနိုင်ငံတွေရဲ့ကြိုးပမ်းလှုပ်ဆောင်မှုတွေဟာဥတီချက်တူနေဖို့လိုအပ်ပါတယ်လို့ ဝန်ကြီးဆီယာဆက်ကအိန္ဒိယအခြေစိုက်သတင်းဌာနနဲ့မနစ်နိုဝင်ဘာလ30ရက်နေ့ကတွေ့ဆုံမေးမြန်းခန်းမှာဖြေကြားခဲ့တာပါညီမအရေးဆွေးနွေးကြတဲ့နေရာမှာအခုဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပဖို့ရှိတဲ့ရွေးကောက်ပွဲကိစ္စကိုလည်းဆွေးနွေးကြမယ်လို့သိရပါတယ်ဝန်ကြီးဆီယာဆက်ဟာနိုဝင်ဘာ29ရက်နေ့ကနေဒီဇင်ဘာ2ရက်နေ့အထိ3ရက်ကြာမဲ့ခီးစဉ်အတွင်းအိန္ဒိယနိုင်ငံသားရေးဝန်ကြီး S. Jayshankar အမျိုးသားလူကြုံရေးအကြံပေးအဂျစ်ဒိုဗဲလိုနဲ့တွေ့ဆုံပြီး အွန်လိုင်းငွေလင်ကိုင်းနဲ့တခြားဒေတာရင်းကိစ္စရပ်တွေကိုပါဆွေးနွေးကြမယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံဟာလာမယ့်ဒီဇင်ဘာလ18ရက်ကနေ16ရက်နေ့အထိအွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းတွေတိုက်ဖြတ်ရေးကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုညီလာခံကိုအင်ရှင်အဖြစ်လက်ခံကျင်းပဖို့ရှိတာကြောင့်ဒီညီလာခံတက်ဖို့အိန္ဒိယကိုတရားဝင်ဖိတ်ကြားသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံမြဝတီမြို့အနီးကကြားဖြန့်အွန်လိုင်းငွေလင်ကိုင်းတွေကိုဖြိုခွင်းခြင်းကလည်းအဲ့ဒီမှာအလုပ်လုပ်နေကြတဲ့ထောင်နဲ့ချီတဲ့အိန္ဒိယနိုင်ငံသားတွေထိုင်းနိုင်ငံကိုရောက်ရှိလာကြပြီးထိုင်းနိုင်ငံကမှတစ်ဆင့်နေရက်ကို ပြန်လည်ခေါ်ဆောင်သွားခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇောင်းဝင်လိုက်ပါ